ရတန်လိုမရတော့တဲ့ဂျိုးကြအနေနဲ့ပရီးမီးယားလိပြိုင်ဆိုင်မှုအားလုံးမင်္ဂလာပါ။ UK ဘက်ကနေကြိုဆိုပါရီလီဗာပူးအသင်းကတော့ပရီးမီးယားလိမှာတောက်လျှောက်ချီဆွားနေတဲ့အသင်းအဖြစ်ယက်တီထားပြီးတော့လက်ရှိမှာလည်းအဆင့်တနေရာကနေအားလုံးရဲ့အခြေအနေကိုစောင့်ကြည့်နေခဲ့ပါပြီ။ပရီးမီးယားလိအဖွင့်ပွဲစဉ်မှာအစွမ်းကုန်ချီဆွမ်းပြရင်းနဲ့အဖွင့်လာခဲ့တာပါ။နောက်ထပ်လေးပွဲစလုံးမှာလည်းအာဆင်နယ်အပါအဝင်ပြိုင်ဘက်အသင်းတွေကိုရတန်ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့်လီဗာပူးအနေနဲ့ပရီးမီယာလီမှာငါးပွဲဆက်အနိုင်ရလန့်နဲ့တရေပွဲမရှိရှုံပွဲမရှိစုစုပေါင်းရမတ်15မှတ်နဲ့ပရီးမီယာလီကိုကြီးစိုးထားခဲ့ပါတယ်။ချန်ပီယံလီအဖွင့်ပွဲစဉ်မှာလည်းအတလက်တီကိုအတင်းကိုအနိုင်ရရှိထားခဲ့ပြီးရောဥရောပခီချန်ကိုအဖွင့်လာခဲ့သလို EFL ကပ်ပွဲစဉ်မှာလည်းစောင့်တတန်အတင်းကိုထပ်မံအနိုင်ရရှိခဲ့ပြီးတော့ရှုံပွဲမရှိဆန်ချင်းကိုထိမ့်သိမ်းထားနိုင်ခဲ့ပါတယ်။လီဗာပူးအတင်းရဲ့ဒီယာဒီခြေစွမ်းတွေဟာပြီးခဲ့တဲ့ရာသီကအထက်အစမတန်ခြေစွမ်းထက်နေရဲဆိုတာမျက်မြင်ပဲဖြစ်ပါတယ်။ ပရီးမီးယားလိပြိုင်ဘက်တွေအတွက်တော့လီဗာပူးအသင်းအားနှဆိုးတကောင်လိုအလုံးကိုဝါမျိုးတော့မယ့်အနေထားပါပဲဒုတိယနေရာကနေပဲတုံးနှင်းစတိုင်းနေပြောခဲ့တဲ့ကန်နာတို့အတွက်တော့ချန်ပီယံအိမ်မက်တွေနဲ့နှိစက်ဖို့ဆိုရင်အခုလက်ရှိခြေစွမ်းအနေနဲ့မလုံလောက်သေးပါဘူးယာဒီမစားခင်မှာအကောင်းဆုံးပြုပြင်ပြောင်းလဲသွားမယ်ဆိုတော့အာတီတာရဲ့ဂတိစကားတွေကလည်းလေထဲတိုက်ရင်ဆောင်နေတယ်လို့ပါပဲလီဗာပူးနဲ့တွဲဆုံခဲ့တဲ့ပွဲစဉ်မှာရှုံးနေခဲ့တာကအာဆင်နယ်တို့အတွက်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုလို့ဆိုရမှာပါ အခွင့်အရေးကိုအမြဲတမ်းအသုံးမချနိုင်ခဲ့တဲ့အာဆင်နယ်အသင်းအတွက်တော့သင်ခန်းစာကြီးကြီးယူရမယ့်အချိန်တစ်ခုပါပဲ။ဒါအပြင်အာတီတာအနေနဲ့အသင်းရဲ့တိုက်စစ်မှုဂျော်ဂရက်ကိုထိထိမမိအသုံးမချနိုင်သေးတာကလည်းအသင်းအတွက်ဟာကွက်တစ်ခုဖြစ်နေခဲ့ပါလေ။ဒီကစားသမားဟာအသင်းဟောင်းမှာအကောင်ဆုံးတောက်ပခဲ့ပူပေမဲ့အာတီတာရဲ့ကစားကွက်အောက်မှာတော့တာမန်ပလေးယာတယောက်တတပဲရှိနေပါသေးတယ်။မန်ချက်စတာယူနိုက်တက်ကတော့ Chelsea အသင်းကိုအနိုင်ရရှိခဲ့တာကြောင့်ရတ္တိမှုအခြေအနေပြန်လဲကောင်းမွန်ခဲ့တယ်လို့ဆိုရမှာပါ။ ဒါပေမဲ့ကစားသမားအစ်စ်တွေစီကမျောလင့်ထားသလောက်ခြေစွမ်းနေမရရှိသေးပေတက်စစ်မှုကုညာဒဏ်ရာရနေတာကလည်းတက်စစ်ကိုအာရုံစေခဲ့ပါတယ်။စပါအတင်ကတော့အာဆင်နယ်အသင်းနဲ့အမှတ်တူ7မှတ်နဲ့အဆင့်3နေရာမှာယက်တီထားနေခဲ့ပါတယ်။ဆိုဟောင်းမင်းမရှိတော့တဲ့နောက်ပိုင်းတက်စစ်ပိုင်းအတွက်စိုးရင်စရာတစ်ခုလိုထင်ကြီးပေးခဲ့ကြပါမယ်။လက်ရှိယက်တီမှုနဲ့ခြေစွမ်းနေရတော့စပါအတင်အတွက်ရလက်ကောင်တွေကိုမျောလင့်လို့ရနေပါသေးတယ်။နီးပြတဲ့တောမတ်စ်ဖရန်ရဲ့နီးဗျူဟာတွေကလည်းစပါအတင်ပရိသတ်တွေကိုစိတ်ချနှံမှုတွေပေးနေစေပါပဲ။ မန်ချက်စတာစီးတီးအသင်းအနေနဲ့ကတော့ United နဲ့အမှတ်တူအဆင့်9နေရာမှာယက်တည်နေတာဖြစ်ပြီးပုံမှန်ခြေစွမ်းပြန်ရဖို့တော့ရုန်းကန်ရအောင်မှာဖြစ်ပါတယ်။ Guardiola အတွက်လည်းဖိအားတွေနဲ့ရင်ဆိုင်နေရပြီး Premier League ၅ပွဲမှာ၂ပွဲနိုင်၂ပွဲရှုံး၂ပွဲတည်းရရလက်ပိုင်ဆိုင်ထားတာဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့ Arsenal နဲ့ပွဲမှာတည်းရရလက်ထွက်ပေါ်ခဲ့တာပါ။အဲ့ဒီပွဲမှာလည်း Arsenal အသင်းရဲ့ဖိအားပေးကစားပေးမှုအောက်မှာရုန်းကန်ခဲ့ရတာဖြစ်ပြီးတည်းရရလက်က City တို့အတွက်ခက်ခက်ခဲခဲနဲ့ရရှိခဲ့တာပါ။ လက်ရှိတက်စစ်နေရာမှာဟာလန်ကပဲဥဆောင်ထားနေစေဖြစ်ပြီးဒိုကူနဲ့ဖိုရန်တို့ကိုအဓိကထားအသုံးပြုနေရတာဖြစ်ပါတယ်။ Chelsea တင်ကတော့ Manchester United ကိုရှုံးနိမ့်ထားခဲ့တာကြောင့်ဇယားထိတ်နေရာနဲ့အလံဝေးကွာခဲ့ရပါတယ်။ဒါကြောင့်ယခုလက်ရှိအနေထားမှာတော့ဂျိုဂျာနီရိုကအင်အားအပြည့်နဲ့ Premier League ကိုကြီးစိုးထားခဲ့ပြီးတော့နောက်ထပ်ပွဲစဉ်တွေမှာလည်းထူးခြားမှုတွေပြုလုပ်နိုင်အောင်မလားဆိုတော့စောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်။